အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ9ရက်တနင်္လာနေ့ညနေခင်းစီရီသတင်း30ချက်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ရုရှားနိုင်ငံမော်စကိုယင်းရင်းဒီလမ်းလျှောက်ပွဲကိုယူကရိန်းသမ္မတဇလန်စကီးကလုံခြုံရေးတာဝန်မယူနိုင်ဘူးလို့ချိန်ချောက်လိုက်ပြီးဖြစ်ပါတယ်ယခုလ9ရက်နေ့မှာကျင်းပမဲ့ဒုတိယကမ္ဘာစစ်အောင်မြင်ခြင်း280ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကိုတရုတ်သမ္မတဆာဗီးယားဘီလာရုနိုင်ငံအပါအဝင်နိုင်ငံပေါင်း90ကျော်ကခေါင်းဆောင်တွေကိုဖိတ်ကြားထားတာဖြစ်ပါတယ် စေကောင်းဆောင်မရောက်နိုင်ဟာဘယ်သူချင်းရောက်ပါစေဘယ်သူတားနေပါစေတွားမှာပဲဖြစ်ပါတယ်။ကျွဲ့မင်းတို့ပေါ့စီတို့နဲ့တေးရတာမြင့်ညက်တဲ့ဆိုပြီးခံယူထားမဲ့ဘဲကြီးဖြစ်ပါတယ်။ပြီးတော့ဘဲကြီးဟာရွှေရတို့တို့နှစ်ပတ်လဲပွဲလန်းတို့ကိုအရန်ဆွဲလန်းနှစ်ချိုက်တာဖြစ်ပါတယ်။အာနာသိမ့်မှုတေးထားတဲ့အချက်ထက်မှာ85နှစ်မြောက်တမတော်နေ့လမ်းလျှောက်ပွဲခွင့်ပြုချက်မရခဲ့ခြင်းဟာလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်။အာနာသိမ့်ပြီးပြီးချင်းခေတုံးကဆိုပြီးဒလေးနဲ့အကျွင်းမှတ်ပြီးပြန်လျှောက်ပြခဲ့သေးတာမှတ်မိကြအောင်မယ်ထင်ပါတယ်။ အဲဒီတော့ကိုဗစ်ရောဂါဖြစ်နေတဲ့အပြင်ရခိုင်စစ်မျက်နှာပြင်မှာခွက်ခွက်လန်အတုံယုံအရှုံးကြီးရှုံးနေချိန်မှာအဲ့ဒီလမ်းလျှောက်တဲ့အင်အားတွေကရခိုင်ကိုပို့လိုက်ရင်အဖြေတစ်မျိုးပြောင်းသွားမယ်ထင်ပါသလားမပြောင်းပါဘူးအနီငနာတွေကလမ်းမဲလျှောက်တတ်တာဖြစ်ပါတယ်ချက်ဝါရင်ယူကရိန်းမကလို့အမေရိကန်ကချင်းချောက်လဲသွားမှာတာဖြစ်ပါတယ်ဘကိုတိုင်းစစ်တောင်းတော်အစ်စ်နဲ့အဟောင်းရှားမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေရေထဲကနေမျောလာနေတာတွေတွေ့ရပါတယ်ကွာစိန်နဲ့တရဲသမိန်ဘက်ကနေမျောလာတာဖြစ်ပြီး အလောင်းတွေနဲ့တူပါလာတဲ့လက်နဲ့ခရရနဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်ယူပြီးကောင်းကောင်းမွန်မွန်ပြန်ပြီးမျှောပစ်လိုက်ကြပါတယ်။တမြန်လေးကလည်းအလောင်း၆လောင်းမျောပါလာတာရှိပြီးဂျမန်လေးကတော့မနက်ပိုင်းတစ်လောင်းညနေပိုင်းတစ်လောင်းမျောလာနေသေးဖြစ်ပြီးကိုယ်စိတ်တိုင်ပွဲမှာကြိုက်တဲ့မက်ဆီတွေလိုသုံးသပ်ရမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဂျုံတို့ကော့ဂရိတ်စစ်မျက်နှာကတော့ချီတွေးမှုမပြတ်သေးပါဘူး။ဂျုံတို့အခြေစိုက်အမှတ်946ချင်းမြန်တရင်ကိုဝိုင်းပတ်ဖိတ်ဆို့ထားနိုင်တဲ့အခြေအနေလိုယူဆရပါတယ်။အဆိုပါဂျုံတို့ကော့ဂရိတ်စစ်မျက်နှာသာဟာ အဆုံးဖြတ်ချက်ချင်းပေးနိုင်မဲ့အနေအထားမရှိပဲစစ်ရိတ်တငွင့်ငွေလောင်နေမဲ့သဘောရှိပါတယ်။ဘာလို့လဲဆိုတော့ DKB အဖွဲ့တွေလည်းဝင်ရောက်တိုက်ခိုက်နေတာကြောင့်ဖြစ်ပါတယ်။ဗမာဟိုရဟရင်နဲ့စစ်ဘူးပို့တယ်။မင်းကောင်စစ်ကြောင်းလို့နာမည်ပေးကင်မွန်တက်နေကြတာကိုလည်းတွေ့ရပါတယ်။တိကျတဲ့သတင်းရင်းမြစ်တွေရဂျမန်နေ့မှာအမှန်နဲ့စစ်တေစစ်စင်ကိုကဲမှုဌာနချုပ်တဲ့ကိုရဟရင်ရှင်းနေဆိုတာမှန်ကန်ပြီးအခောက်အယှဉ်မြောက်ပို့ဆောင်ပြီးအင်အားဘလောက်ရောက်ရှိနေတယ်ဆိုတာကတော့စီးစစ်နေတယ်ဖြစ်ပါတယ်။ အနေထားအရအမှန်27စစ်စင်ရေးကိုယ်ကဲမှုဌာနချုပ်ထဲကနေစစ်စင်ရေးကိုယ်ကဲမှုနဲ့အဖွဲ့စုပ်ခွာထပ်ပြေးမဲ့အစီအမံကိုရိတ်စားမိလို့စစ်ကူမရရအောင်ပို့ဆောင်ဖြည့်တင်းတာဖြစ်ပါလိမ့်မယ်။ရခင်အဲ့ဒေါ်သာချပေးနေရတာကနေရဟတ်ရင်စင်းလာရတယ်ဆိုတာအတော်အချင်းနေဆိုးတဲ့အတွက်အရေးစွန်ပြီးစင်းချလာတာလို့သုံးသပ်ရပါတယ်။မြင်းကြီးနာတစ်ဖက်ကဝိုင်းမော်အခြေဆိုင်အမှန်58ခြေလင်းတိုင်ရင်ကနေဂျမန်လေးညနေပိုင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလမြန်ကြီးပါဘူးဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ထားပါတယ်။အဲ့ဒီဝိုင်းမော် အခြေဆိုင်အမှန်58ခြေလင်းတိုင်ရင်းကလည်းအစင်လာရှိပါတယ်။ဗမုကျုံညီညီလွင်ဗမောစားက27စားကမှုကလည်းတိုင်မှုပူပူနွေ့နွေ့ချစ်လာကားသာအခြေပေါ့။အမှန်58ခြေလင်းတိုင်ရင်းကို3ည4ရက်တက်စစ်စင်းနေချိန်ဖြစ်ပါတယ်။တက်နေတွင်ကတက်တွေဆိုတော့ညမိတ်ပါဘူး။နေ့စစ်ညပြန်ပြုလုပ်ကြခြင်းဖြစ်ပါတယ်။တက်စစ်စင်းတဲ့နောက်ဆုံးရက်မှာတော့တိုင်မှုကိုယ်တိုင်စစ်ဆေးတွေ့ရှိချက်ကိုညွှန်ကြားရတာဖြစ်ပါတယ်။အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ RGU လို့ခေါ်တဲ့ကတ်ထောက်အရာကံက Grand Signature အပြာကြီးခက်တီတီနဲ့ကင်လာပြီးတိုင်းမှုရေဖန်ွက်ထဲကိုလောင်းထည့်လိုက်ပါတယ်။အဲဒီမှာလဲတိုင်းမှုဒေါသထွက်ပြီးတိုင်းယုံပြန်ရောက်ချလာပါလေရော။ကျွန်တော်တို့ကလဲစစ်စေးအခမ်းအမှာအစည်းအဝေးလုပ်ဖို့စောင့်ဆိုင်းနေရခြင်းဖြစ်ပါတယ်။ဘိုင်းပေါ်မှာဒေါကန်လာတဲ့တိုင်းမှုဟာအစည်းအဝေးခမ်းမှာမွေးခင်စည်းဝေးခမ်းမှာရှိကအုတ်ထုတ်တင်စဉ်ကိုကြည့်ကြည့်ပြဿနာရှာပါတော့တယ်။ပီကအထုတ်တဲ့ညစ်ပတ်တဲ့မတန်ရှင်းမှုဆိုပြီးတော်တော်ဆိုးတဲ့ပီကငါးလုံးကိုတင်းသွားပါတယ် ျွန်တော်အုတ်ထုတ်လားပါတာပေါ့ဗျာကျွန်တော်နာမည်ဟိုကပါပြီးပါဆိုမညစ်ပတ်ဖက်နေမလားကျွန်တော်တို့မှာအစည်းအဝေးဆိုရင်တုတ်တီးတုတ်ပြားနဲ့ပြီးခဲ့ရှူဖက်နဲ့ယူနီဖောင်းတွေဆိုင်ငယ်တူးပေါက်တဲ့ထက်ပြီး၄နာရီလောက်မောင်းပြေးလာကြရတာဖြစ်ပါတယ်ဒါတောင်ကလစ်ဘိမ့်မို့အဝတ်စားကဆန့်တာဖြစ်ပါတယ်အဲ့ဒီလိုထိုးကြိတ်ထဲလာရမှာတော့အုတ်ထုတ်ကရွဲပလဲနေပြီပေါ့ဗျာအစည်းအဝေးလည်းပြီးရောအုတ်ထုတ်ပန်းရှင်တွေကိုခေါ်ပေမဲ့ပန်းရှင်မဲ့တွေဖြစ်ကုန်မှာတော့လေကျွန်တော်ကတော့ညင်းမရပါခင်ဗျာတကယ်အုတ်ထုတ်ရဲ့ရှားအောင်မှာ ပြန်နှံ့ဝင်နံပါတ်ကို correction ပါနဲ့ရေးထားမိတာကိုအဲဒါလိုနဲ့နောက်ရက်တက်မပြန်ချရပဲအစည်းအဝေးတက်သူများကိုပြန်ခေါ်ပါရစေ။အုတ်ထုတ်ကအစိမ့်ဘက်တပြေခက်မပါဆိုတော့တက်ရောက်တဲ့ဘူကြီးအစ်စ်ဘုံမှုအစ်စ်တွေကိုပေါ်ထုတ်ပါတော့တယ်။အဲဒီမှာအုတ်ထုတ်ဆိုင်နဲ့မဆန့်တဲ့ခေါင်းပိုင်ရှင်တွေကျင်းလုပ်ခွင့်ရကြပါတယ်။ဝေခံတဲ့၃ယောက်ပေါ်ပေါက်လာတဲ့အတွက်တစ်လုံးကတော့တရက်ခံမပေါ်ဖြစ်နေပါသေးတယ်။ဒီမှုကိုဥဆောင်စစ်ဆေးတာကဒုတိယတိုင်မှုဖြစ်ပြီး အုတ်ထုတ်ကိုအနက်ခံကြည့်ပြီးစေးနဲ့ရတယ်ကွာ စေးရကဖြစ်မဲ့ဆိုပြီးလုပ်ပါသေးတယ်အဲ့ဒါလိုနဲ့နောက်ဆုံးမှာတော့တန်လျာရှိသူဗိုလ်ကြီးဗိုလ်မှူးစုစုပေါင်းအယောက်30နီးပါးဟာတိုင်းစီပြခွင်းနဲ့မှာအပတ်20အပြည့်တက်ပြီးပြစ်မှုကြီးကိုချွေးနဲ့ဆက်ခဲ့ရပါတယ်ဘာရတော့မဟုတ်ပါဘူးအမှန်58ချီလင်တိုင်ရဆားခဲ့တဲ့ဇာတ်လမ်းလေးပြောပြခြင်းဖြစ်ပါတယ်မန်နေတာစပိတ်ချင်းမြို့နယ်တွင်းငယ်တဝိုက်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ရရှိပါတယ်စစ်ကောင်စီအားရွှေလုတ်ွက်အများကြီးရှိတဲ့စပိတ်ချင်းမန်နေတာစင်းကူးနယ်မြေတွေကိုပြန်လည်ထိန်းချုပ်ဖို့စူးစမ်းနေတာဖြစ်ပါတယ် ။တပိတ်ချင်းနေမြောင်လွတ်လပ်ရေးယာပြီးကာလတွေတုန်းကဗမာပြည်ကွန်မြူနတီပါတီအလံဒီပဲကြီးစိုးခဲ့တဲ့နေရာဖြစ်ပါတယ်။တွင်းငယ်ရာရဲ့အရှင်းမြောက်ဖက်အမတ်ဆက်သုံးတက်မတော်တမ်းမြင့်လေးကျင်းအကြောင်းဟာအလံဒီမဲစောမြရဲ့စခန်းနေရာကိုစိုးမိုးနိုင်မှုအခြေပြုတည်ဆောက်ထားတာဖြစ်ပါတယ်။ရွှေလုတ်ွက်တွေရှိတာကြောင့်တပိတ်ချင်းမိုးကုတ်လမ်းကိုရခိုင်စစ်စိုးရလက်ထက်မှာဖောက်လုပ်ပြီးရွှေလုတ်ွက်တွေချပေးခဲ့တာဖြစ်ပါတယ်။ရွှေတော်လို့ခေါ်တဲ့နေရာတွေဟာတပိတ်ချင်းလေးမိုင်ကနေစရှိတာဖြစ်ပြီးလက်ကြဆရာကွဲကွင်း30ချောင်းကြီးနွယ်ယုံအစရှိတဲ့နေရာတွေပဲဖြစ်ပါတယ်။ ခုတော့ဆိုပါနယ်မြေတွေမှာကာဝေးအင်အားစုတွေကထိတ်ထုတ်ထားတာမို့မြေပြင်ကနေစစ်ကြောင်းထိုးမရတဲ့အတွက်လေကြောင်းကနေတရဆက်ဖြက်လို့ဖြက်စီးတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။စပယ်နဂိုနဲ့အုံမိုင်တဝိုက်ကတော့စစ်ကောင်စီဟာခြေကုပ်ယူထားနိုင်စေတာဖြစ်ပါတယ်။တင်လာအေးတို့ရဲ့တရဆက်ရှင်းလင်းပွဲအစအဆုံးဒီပါဂျမန်လေးကကျွန်တော်ရဲ့ YouTube Channel မှာတင်ပေးထားတာရှိပါတယ်။အစပိုင်းမှာလေတင်နီလာအေးရဲ့အကူမဲဆွေးနွေးပွဲအခြေအနေနဲ့သတင်းဌာနကြီးများရဲ့အမေးအဖြေတွေကပြည့်စုံနေပြီမို့ တရားမှတ်ချက်မပေးဖြစ်တာဖြစ်ပါတယ်။အချိန်ရရင်အစာဆုံးတရားနားထောင်ဈေးလိုပါတယ်။စစ်ကောင်စီကတော့ယနေ့နေ့လယ်မှာကြောင်မဲကိုဈေးချောင်းတိုက်ခိုက်မှုပြုလုပ်ထားတာဈေးတယ်ဆိုတဲ့အကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စားလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိမယ်။